အေရဝတီတိုင်းရေကြီးတဲ့လင်းမျက်နှာမျိုးနဲ့ဆက်မစစ်ကောင်စီတပ်နဲ့အာရခအတတော်အေအေတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကအဟင်းဒရာမျိုးဘက်ကနေအင်အားဖြည့်နေပါတယ်စစ်မှုရန်တန်းတန်းစင်းတွေကိုဟင်းဒရာတလုတ်ထောလန်းကနေစစ်ကားတွေနဲ့ပို့နေတာလို့ဟင်းဒရာမျိုးနဲ့ချောင်းပြလေးရွာဒေသခံတူကပြောတာပါမနက်အစောပိုင်းတွေမှာစစ်ကားတွေနေတိုင်းသွားနေပြီးအမိုးတွေအုတ်ထားတယ်လို့သူကအဆက်ပြောပါတယ်ချောင်းပြလေးကြည့်ရဟာဟင်းဒရာတလုတ်ထောလန်းပင်မှာရှိတာပါ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေဘုံကျင်းနေတယ်လို့ဂါလန်ကားတွေလည်းစစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။ရေချင်းနဲ့လင်းမြနာမြို့နယ်အဆက်ကဆက်ဆက်ရိုးကြီးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်နေပြီးနိုဝင်ဘာလ6ရက်နေ့မနေ့ကထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။လင်းမြနာမြို့နယ်ဟာအေရဝတီတိုင်းကအဟင်းဒရာအင်ကပူရေချင်းရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ ဟင်္ဒရာခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်ကောင်စီတပ်မြက်လေကျင်ရေးကြောင်တတကငားနယ်လေမိုင်အနှဲငယ်သာကွာဝေးပါတယ်အခုရပိုင်မှာတတကငားကိုအင်အားအများပြားဖြစ်တင်းနေတယ်လို့အဓိကနေလက်နက်ကြီးတွေပစ်ခတ်မှုပုံမှုများပြားလာတယ်လို့သိရတာပါဒါပြင်အော်တိုဗလာ29ရက်ကစပြီးစစ်ကောင်စီတပ်ကစစ်တပ်သုံးစပိုင်ဘောလုံးတွေနဲ့ကင်းထောက်တာတွေတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ဆက်ရိုးကြီးရအပောင်းဝင်းလေမျက်နှာမြို့နယ်ထဲကစစ်တပ်စခန်းတချို့ကို အေအေနဲ့ပူပေါင်းတပ်တွေကတင်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စစ်ရေးလှောက်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးချဖို့အတွက် AR တိုင်းတဲ့ကအရက်ဘက်လူမှုကူညီရေးလှူဆောင်သူတွေကတောင်းဆိုထားကြပါတယ်။ပြီးခဲ့တဲ့ August လထဲမှာတော့ဒေသခံစစ်ရှောင်တွေကိုနေရပ်ပြန်ဖို့စစ်ကောင်စီကဖိအားပေးပြီးတချိန်တည်းမှာပဲမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးတွေနဲ့တံပြန်ထိုးစစ်ဆတ်တင်ခဲ့တာပါ။ ဒါပေမဲ့စစ်ကောင်စီတိုက်ဆုံမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့တယ်လို့လေကြောင်းကနေလည်းနေ့စဉ်ဒီပါဘုံကျဲနေကြတာပါတိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရသာပြည်သူတွေရှိတဲ့ကြေးရွာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းကနေတက်ခိုက်နေတယ်လို့လည်းဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ23ရက်ကလေးမျက်နှာမြို့နယ်စပင်းကြေးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲလို့အရသာ24ရက်ထပ်မံနေတိုက်ဆုံခဲ့ကြောင်း AYA PDF အမှတ်29ဖြူဟာကထုတ်ပြန်ထားပါတယ်ရှင်